အားလုံးပဲမင်္ဂလာပါရှင်။ဖခင်ကတရားဆောင်အရင်ဖြစ်စေခြင်းပေမဲ့အဆူတော်ဖြစ်လာတဲ့ရောရွင်မင်္ဂလာပါပြိသက်ကြီး။အဖေကတရားဆောင်အရင်ဖြစ်စေခြင်းနာသူတို့ကနေမှာဆိုတော့သူ့သားရဲ့ရုပ်လေးကိုတီဗီမှာကြည့်နေတာ။အခုဆိုတော့ဖြစ်လာတော့ပွဲနေမှာပြိသက်တွေအများကြီးသူ့သားဖြောပြနေတာကိုကြည့်ပြီးတော့မြင်သွားတော့မှဂျင်းနဲ့ဘီတီဖြစ်သွားတယ်လို့အဆူတော်ရောရွက်ကပြောဆိုထားတာပဲဖြစ်ပါတယ်ရှင်။မင်းမရှိရနဲ့စိတ်ငယ် ၊ကြပြဆိုတဲ့တခြင်းတွေနဲ့ပြည်သက်တွေကအစိုးရတရားအဖြစ်ရော်ရွက်ကိုအတိမပြုထားတာပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့အစိုးရရော်ရွက်ကဖခင်ဖြစ်သူဖြစ်စေခြင်းနဲ့တိဥဆောင်တရားဖြစ်အောင်ကြိုးစားနေတယ်လို့လည်းပြည်သက်တွေကိုရင်ဖွင့်ထားပါသေးတယ်ရှင်။အစိုးရရော်ရွက်ကရင်ကျင်းမှုနဲ့အမှုပညာတက္ကသိုလ်တက်ခဲ့ပြီးတော့တိဥဆောင်မေကြားကိုလင်းနစ်တင်ကြားခဲ့သူတူပဲဖြစ်ပါတယ်။ကျောင်းဆက်တဲ့ချိန်ကလေးကတခြင်းတွေကတော့ဆူနေပြီ။ကျောင်းမှာအထူးကမေဂျာကိုဂီတကိုမယွေပဲ တရုတ်ဆောင်မိသားကိုပဲရွေးခဲ့တာအဓိကကတော့မိဘတွေလည်းတရုတ်ဆောင်ဖြစ်စေချင်တာကြောင့်လေအဲ့ဒီမိသားကိုပဲရွေးလိုက်တာအဖေကအနုပညာဝဝဒနာပါတယ်သူ့သားကိုအနုပညာရှင်တရုတ်ဆောင်တယောက်ဖြစ်စေချင်တာလို့လေတရုတ်ဆောင်ရော်ရွက်ကပြောထားပါသေးတယ်ရှင်အစရောရော်ရွက်တယောက်တချင်းတွေစပီးစုတော့ကဆိုရင်တော့ကြောက်မတက်ဘူးတချင်းတွေပဲဆိုနေတယ်ဝေလီလေးလှုပ်နေတယ်အလုတ်ကိုတေချာမလုပ်ဘူးဆိုပြီးမိဘတွေစီကနေအမိမကြည်လင်ခဲ့တာမျိုးတွေလည်းကြုံတွေ့ခဲ့ရတာလို့ဆိုပါတယ်ရှင် အစိုးရရွရွကသူ့ရဲ့ပထမဆုံးသောရှုပ်ပွဲကိုတော့မကွေတိုင်းကံမမြို့မှာမော်ရင်ကာလာပွဲတစ်ခုမှာအရင်ဆုံးစဆူဖြစ်တယ်လို့လဲဆိုပါရယ်အဲဒီတော့ကပရိသတ်ကတိတ်မရှိဘူးပွဲစစ်စင်တဲ့သူကစိတ်ဓာတ်မကျဖို့အားပေးတယ်နောက်ပိုင်းနှစ်ပွဲသုံးပွဲလောက်ဆက်ဆူလိုက်ချိန်မှာပဲပရိသတ်တွေကအတော်လေးကိုအားပေးလာလို့လဲအတက်ခရရတယ်အဲဒီတော့ကပထမဆုံးရတဲ့အမှုပညာကြီးကိုလည်းမိဘတွေကိုပေးခဲ့တယ်လို့လဲရွရွကသူ့ရဲ့ပထမဆုံးရှုပ်အတွေ့အကြုံကိုဝေမျှထားတာပဲဖြစ်ပါရဲ့ရှင် အဆိုတော့ရော်ရွေရဲ့နမည်အရင်းကတော့ကျော်မျိုးအောင်မဲဖြစ်ပါတယ်2015ခုနှစ်ဝင်ကျင်က Facebook တွေစာရုံးကတော့နမည်အရင်းနဲ့မတုံးချင်တာနဲ့အမဖြစ်သူကရော်ရွေဆိုပြီးပေးလိုက်တာကနေအဲ့နာမည်ကိုပဲဆက်သုံးဖြစ်တာဖြစ်တယ်လို့လည်းသူရဲ့အနုပညာနမည်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုလည်းပြောထားပါသေးတယ်။တချင်းတွေစာဆိုရုံးကတော့နမည်အရင်းကျော်မျိုးအောင်ရဲ့အတူကခမေးဆိုတဲ့နမည်နဲ့လည်းဆိုဖြစ်တယ်။နောက်ပိုင်းတော့ရော်ရွေနမည်နဲ့ဆိုဖြစ်တာ။ အခုလက်ရှိပြည်သက်ကပေးထားတဲ့နေရာလေးတနေရာကိုတော့ရနိုင်ပြီဆိုပေမဲ့လည်းကိုယ်ရင်မဲ့ထားတဲ့နေရာကိုတော့မရောက်သေးဘူးအဲအားကြောင့်လည်းစူးစမ်းနေပါတယ်လို့လည်းရောရွက်ကဆိုထားပါသေးရဲ့ရှင့်အခုလက်ရှိမှာတော့တရုတ်ဆောင်လည်းပဲကိုကူးနေပြီလို့လည်းရောရွက်ကပြောထားပါတယ်တရုတ်ဆောင်လုတဲ့အခါမှာဒန်လော့တွေပါလာတယ်မျိုးစစ်ဘရူရဲ့တုံးကတော့ဒန်လော့တွေမပါတော့အခက်ခဲမရှိဘူးအသက်မပါပဲဒီတန်းတရုတ်ဆောင်ရတာတရုတ်ဆောင်ကြတော့စကားအတော်လာရေးပါလာတယ် ဖလိုတွေပါလာတယ်အဲ့ဒါကိုအတော်လေးခယူဆိုင်ရတယ်ပြီးတော့မှုထက်ရတယ်နှလုံးသားနဲ့ခန်းစားရတယ်လို့လည်းတင်ဆောင်ရတဲ့အတွေ့အကြုံကိုလည်းရော်ရွက်ကပြောဆိုထားပါသေးတယ်ပြီးခဲ့တဲ့လပိုင်းကပဲအဆိုတော်ရော်ရွက်ကသူ့ရဲ့ချစ်သူကောင်းမလေးနဲ့လက်ထပ်လိုက်ပြီးလို့လည်းသိရပါဗယ်သူကအိမ်ချောင်ပြုတ်လိုက်တာနဲ့ပတ်သက်ပြီးတော့လည်းအရန်ချစ်လို့အဆုံးရှုံးမခံနိုင်လို့အတူတူနေချင်းလို့ပါကိုလိုချင်တဲ့မိမရလို့အရန်လဲပြောတယ်အရန်ချစ်လို့ချစ်သက်တဲ့တစ်နှစ်ကျော်မှပဲလက်ထပ်ခဲ့တာပါ ။လျှောက်လုံးကမမြင်ချင်းမပဲချစ်သွားရင်နဲ့ဖူးစာရှင်အစ်စ်ဆိုပြီးတော့ဖန်ဆုပ်ခဲ့တာ။သူနဲ့ပဲအဆုံးသတ်ချင်တာ။တကယ်ချင်းတွေလည်းပို့ကြရဲ့။မမြင်ချင်းချစ်မိသွားတာ။ကိုလည်းတကယ်ချစ်တယ်ဆိုရင်တော့ယူလိုက်ပါလို့အစိုးရရော်ရွက်ကသူ့ရဲ့ FA ဖန်တွေကိုလည်းအရောက်ပို့ထားပါသေးတယ်။အစိုးရရော်ရွက်နဲ့မနင်းနန္ဒာဖြိုးတို့ရဲ့မင်္ဂလာအခမ်းပွဲကိုတော့ပြီးခဲ့တဲ့မေလာတရနေ့ကဇာတိမေစစ်တမ်းကြီးရွာမှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ တချင်ရင်ထဲမှာတော့မိမကဘေးနားထိုင်ပြီးတော့အကြံပေးတယ်။ MV ရိုက်လို့မိန်းကလေးပါရင်တော့သဝင်တိုးတယ်။အမျိုးသမီးကတော့နံပါတ်၁ပေါ့။အမျိုးသမီးကကျွန်တော်ဘေးမှာနေပြီးတော့အမြဲပံ့ပိုးပေးတယ်။ကောင်းတဲ့အကြံတွေသူပေးတယ်။သူ့ကိုကကောက်မွမွလေးဖြစ်စေခြင်းလို့အလုပ်တွေအများကြီးစူးစမ်းနေပါတယ်။အိမ်မှုကိစ္စတွေကုလုပ်ပေးပါတယ်။၂၅နေတော့ပြည်ပြီပြို့မိမလည်းရပြီပြီ။ကို့ဖန်နေရဲ့အချစ်တူကိုလည်းလုံလုံလောက်လောက်ရခဲ့ပြီပြီ။ခလေးယူဖို့ပဲကြံတော်တယ်လို့ရော်ရွက်ကအစွန်းဖောက်ထားပါသေးတယ်ရှင်။ လက်ရှိမှာတော့အစူရောရွရွက်ကတရုတ်ဆောင်လုံနေပြီလို့လည်းသိရပါဗျ။အခုတရုတ်ဆောင်လုံထားတဲ့ဇကာရီထွက်လာရင်လည်းတချင်းတွေကိုအားပေးတယ်လို့မျိုးအားပေးကြပါဦးဆိုပြီးတော့အစူရောရွရွက်ကပြည်သက်တွေကိုတောင်းဆိုထားတာပဲဖြစ်ပါရဲ့ရှင်။